ဆိုတော့လောကမှာ powerful အဖြစ်ဆုံး matches ကဘာလို့ထင်လဲပေါ့နော်ကိုရုခုခုအောင်မြင်ဖို့အတွက်အာတခုခုစိတ်အားထက်သန်စွာနဲ့လုံနိုင်ဖို့အတွက်ဆိုရင်ဘာကအလိုအဆုံးလို့ထင်လဲပေါ့နော်ဆိုတော့ကိုအာ to have it or happy people ဆိုတဲ့ခေါင်းစဉ်လေး title ပေါ့နော်အဲ့ဒီ title အဲ့ဒီခေါင်းစဉ်ရဲ့အောက်မှာပါတဲ့ sub title အခွဲလေးတွေစက်နှစ်ခုရှိရဲ့အဲ့ဒီဟာကို share လုပ်ပေးနေတာအခု၃ချက်မြောက်ကိုရောက်သွားပြီပေါ့နော်ဆိုတော့ကိုစစောကပြောသလိုပဲ powerful အဖြစ်ဆုံး matches ဆိုရင်ဘာလို့ထင်လဲဆိုတော့ကိုရောကလေအဲကိုရောရှင်တန်နေရတဲ့ ဘဝကြီးမှာပေါ့နော်ကိုရဲ့ပျော်ရွှင်မှုကိုရဲ့အဆင်ပြေမှုမပြေမှုတွေကိုကိုတို့ဘီနာကပါတနာရှိမှတော့၎င်းအခြေအနေရှိမှတော့၎င်းရှာဖွေတတ်ကြရယ်ဥပမာကိုရဲ့ပါတနာကိုအပြေဝချစ်ပြီးမှပျော်ရမယ်လို့ထင်တာမျိုးဟောအလောက်ကန်ကောင်းကောင်းရာထူးကောင်းကောင်းမှရှိနေမှကိုတို့ဘဝကြီးကအဆင်ပြေပြီးတော့ပျော်ရွှင်ရမယ်လို့ထင်တာမျိုးဒီလိုမျိုးတွေထင်တတ်ကြရယ်ပေါ့နော်အဲ့ဒါကလည်းအဲ့ဒီအခြေအနေကိုမရောက်သေးရင်တော့ ဲ့ဒီအခြေအနေကိုရောက်ဖို့စ조사နေတဲ့တခြားလုံးမှာတော့မှန်တယ်လို့ထင်ကောင်းထင်ရနိုင်တယ်။တကယ်တော့အဲ့ဒါကနည်းနည်းလေးတော့လွယ်နေတယ်ပေါ့နော်။အပြည့်ဝနားလည်သွားပြီဆိုရင်နည်းနည်းလေးမဟုတ်ဘူး။အကုန်လုံးလွယ်နေတယ်ဆိုတာကိုလက်ခံနိုင်လိမ့်မယ်ပေါ့နော်။အာဆိုတော့အာ when you believe in your energy your choice and your path ပေါ့နော်။မင်းရဲ့ energy ကိုမင်းယုံကြည်လာတဲ့အချိန် င်းရဲ့ရွေးချယ်မှုတွေပေါ်ကိုမင်း100%ယုံကြည်တဲ့အချိန်မင်းရှောင်းနေတဲ့လမ်းကြောင်းကအိုးမှန်တယ်ငါကမှန်တယ်ဆိုတာမျိုးကိုယုံကြည်တဲ့အချိန်မှာရတဲ့ပျော်ရွှင်မှုကိုခံစားတတ်သွားပြီဆိုရင်အဲ့ဒီတခြားသူတွေအပေါ်မှာမိတီပြီးတော့ရှာဖွေနေရတဲ့ပျော်ရွှင်မှုဟာအာမမှန်ဘူးဆိုတာကို ဟိုအပြည့်ဝလက်ခံသွားနိုင်မယ်ပေါ့နော်ဆိုတော့ကိုတို့တကယ်ပျော်ခြင်းနဲ့တကယ်အောင်မြင်ပျော်ရွှင်တဲ့ဘဝကိုရကြတယ်ဆိုရင်ပထမဆုံးလုပ်ရမှာက we believe in ourselves ပါကိုကိုကိုယုံရမှာပေါ့နော်ဟိုတခြားသူတွေအပေါ်ကိုမှီခိုပြီးတော့ပျော်ရွှင်မှုကိုရှာရမှာမဟုတ်ပဲကိုကိုကိုယုံကြည်ပို့ကိုအရင်တည်တိဆောက်ပြီးတော့ကိုရရဲ့ပျော်ရွှင်မှုကိုရှာရမှာဆိုတော့ကိုရောကကိုရောကိုကိုယုံကြည်ခြင်းအဖြစ် ဟိုဘယ်လိုပြောမလဲမနက်ခင်းကိုကွာမနက်နိုးလာပြီဆိုတာနဲ့ I believe in myself ဆိုတဲ့အတွေးလေးနဲ့ဟိုစိတ်ထားလေးနဲ့ခံယူချက်လေးနဲ့နိုးထလာပြီဆိုရင်အဲ့ဒီတနေ့တာလုံးကိုလည်းအဲ့ဒီအတိုင်းလေးပဲဖြတ်တန်းနိုင်နေမယ်ကိုတို့ကလူတွေဖြစ်တဲ့အတွက်ကြောင့်မလို့ဝမ်းနေရတဲ့အချိန်ရှိတယ်ခက်ခဲရတဲ့အချိန်ရှိတယ်ပင်ပန်းရတဲ့အချိန်ရှိတယ်အဲ့ဒီလိုအချိန်တွေမှာအဲ့ဒီ uh, I believe in myself ဆိုတာလေးကိုဒါလက်ကင်ထားပြီးတော့တကယ်ကျင့်သုံးနိုင်မယ်ဆိုရင်ခက်ခဲတယ်ဆိုရင်တောင်မှပဲကြော်လွားနိုင်လိမ့်မယ်ဖြည့်ရှင်းနိုင်လိမ့်မယ်အိမ်ပြန်ချိန်တွေဟာပေါ်ပါပြီးတော့ကြတော့ပျော်ရွှင်ရလိမ့်မယ်ဆိုတော့တကယ်ပြောချင်တဲ့ဆိုရင်တော့ we believe in ourselves ပါရှင်